ရုပ်ရှင်ဇာတ်ကားကြီးတကားကြောင့်အကယ်ဒမီသုံးဆုရှင်ရှိန်ဝါရဲကြားဆင်းနေရတဲ့ဖွဖွေအားလုံးပဲမိကလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်ဖွေကတော့အသက်ငယ်ငယ်နဲ့မျိုးသမီးဇက်ဆောင်စုကိုလက်ပံရုပ်ရှင်ဇာတ်ကားကြီးနဲ့ဒိမ့်ပိုက်ထားနိုင်ခဲ့တာပါ ဒါ့အပြင်သူမရဲ့တရုတ်ဆောင်ဆိုင်ရီတွေကအချမ်းမင်းသမီးတွင်နဲ့မတူပဲကွဲထွက်နေတာမို့အချိန်တိုတွင်မှာပဲထိတ်တဲမင်းသမီးဖြစ်လာခဲ့တာပေါ့အခုချိန်ထိလည်းဖိုးဖေးကထိတ်တဲမင်းသမီးဖြစ်ရက်တီနေတော့ဖြစ်ပါတယ်ဖိုးဖေးဟာအကယ်ဒမီဆိုလည်းသုံးစုရရှိထားဖြစ်ပါတယ်သူမထက်ဆီနီယာမင်းသမီးတွေဖြစ်တဲ့ခိုင်တင်းကြီးအင်တာကျော်စင်တို့အကယ်ဒမီဆုတွေမများသေးတဲ့အချိန်မှာကလေးကဖိုးဖေးကသုံးစုထိအရင်သိမ်းပိုင်နိုင်ခဲ့တာပေါ့ဒါကြောင့်မို့လဲထုံးလုံးရေးလုပ်ငန်းရှင်တွေကမှတော့ဖိုးဖေးကအောင်မြင်မှုအထွတ်ထိပ်ရောက်နေတဲ့မင်းသမီးတယောက်ဆိုရင်လည်းမှမပါဘူးဇာကားကိုလည်းတ နှစ်မှာနှစ်ကားလောက်သာစီစစ်ရိုက်ကူးတာပေါ့။တမောက်ပောင်းဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်းတကားဆိုတကားရန်ကုန်ပေါက်ရောက်အောင်မြင်ပါတယ်။ဒါကလည်းဖိုးဖွေးရဲ့အရှိန်အဝါတစ်ခုဆိုရင်မှမပါဘူး။ဒါပေမဲ့လက်ရှိမှာတော့ဖိုးဖွေးကအစောပိုင်းကုန်းအရှိန်အဝါတွေမရှိတော့ဘူးဆိုပြီးအနေငယ်ကြောက်ဆင်းလို့နေတာပေါ့။အကြောင်းရင်းကတော့ပြည်ကရင်ရက်ကစတင်ရုပ်တင်ပြသခဲ့တဲ့ကန့်ခွန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကြောင့်ဖြစ်ပါတယ်။ ကန်ကောင်ရုပ်ရှင်စကားကြီးကဖိုးဖိုးအတွက်မျောလင်းဆောင်စားခဲ့ရတဲ့ကောက်ဆုံရလဲမမပါဘူးစကားရိုက်ကိုတဲ့ချိန်တော့ကလည်း Breath Day ချမှာနမဲကြီးနေခဲ့တာပေါ့ဒီကားကတော့အနှစ်သာရအဖြစ်နဲ့ဖိုးဖိုးအတွက်အကယ်ဒမီစကားဆိုပြီးဘဲချင်းရုံတင်မလဲစောင့်ကြည့်နေခဲ့ကြပါတယ်ရုံမတင်သေးဘူးလားလို့စောင့်နေရင်းကနေရိုက်ထားပြီးခုနှစ်နှစ်အကြာမှရုံပြန်တင်တာပေါ့ ကြားထဲမှာဖိုးဖိုးကလည်းရုပ်ရှင်ရိုက်ကူးရေးကို9နှစ်လောက်နားထားခဲ့ပါတယ်။ဒါကြောင့်မို့ရိုက်ကူးရေးပြန်ဆောက်လုပ်တဲ့အချိန်မှမှယုံတင်ခွင့်ပြန်ရတာပေါ့။ Brother Seven ဇာမှုများတဲ့ရုပ်ရှင်ဇာကားကြီးဖြစ်တာမို့ဖိုးဖိုးတို့ကလည်းဇာကားမိတ်ဆက်ပွဲကျင်းပတဲ့အချိန်မှရန်ကုန်အားဆိုင်ထုတ်ခဲ့ကြပါတယ်။ဖိုးဖိုးကိုယ်တိုင်ကလည်းဒီဇာကားကြီးအောင်မြင်လိမ့်မယ်လို့ယုံကြည်နေခဲ့တာပေါ့။ဖိုးဖိုးဆိုရင်ဒုတိယအပတ်ဇာတိုက်ယုံတင်ပြသရမယ်လို့ယုံကြည်ထားပါတယ်။ဖိုးဖိုးရဲ့ fan တွေကလည်းဒီကားကဖိုးဖိုးအတွက်နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်မယ်လို့အသေးစားပေါက်ကိုပြောနေခဲ့ကြတာပေါ့။ ဒါအပြင်အကယ်ဒမီဆိုတဲ့အထိမျှော်မှန်းထားခဲ့ပေမဲ့ဂန်ကုန်ဤရုပ်ရှင်ဇာကားကြီးကထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ဂန်ကုန်ဤရုပ်ရှင်ဇာကားကြီးကပထမဖက်ယုံတင်ပြသတဲ့အချိန်မှာဝင်းခွင်းစံချိန်တင်မမီခဲ့ပါဘူး။အောင်မြင်မှုတွေအများကြီးရမယ်လို့မျှော်လင့်ထားပေမဲ့လည်းဇာကားကတကယ်တမ်းယုံတင်ချိန်မှာစံချိန်မမီလို့ဆိုကောင်နောက်တစ်ပတ်ပြသခွင့်မရခဲ့တာပေါ့။တကယ်လို့သာပထမဖက်မှာလူကြီးများမယ်ဆိုရင်ရုပ်ရှင်ဇာကားကြီးကဒုတိယဖက်ပါယုံတင်ပြသခွင့်ရမှာပေါ့။ ကန်ကောနီရုပ်ရှင်ဇာတ်ကားကြီးကဒုတိယအပတ်ထိတကားရဲပြသခွင့်မရပဲသူ့နေရာမှာ168နာရီရုပ်ရှင်ဇာတ်ကားကြီးကပြသသွားမှလို့သိရပါတယ်ဒုတိယပတ်အနေနဲ့အချုံရုပ်ရှင်ရုံးနေမှာသာပွဲစဉ်အနေငယ်ဆက်ပြသွားမှာပေါ့အခုလိုဖြစ်သွားတဲ့ပုံမှာဖွဖွေးရဲ့ပြည်သက်တွေကတော့လုံးဝကိုမယုံကြည်နိုင်ဖြစ်နေတာပေါ့ကန်ကောနီကကြည့်ရှုသူလဲများရဲ့သားနဲ့ဘာလို့ဒီလိုဖျားတာလဲလို့မေးခွန်းထုတ်နေကြပါတယ်အများကြီးမျှော်လင့်ထားပြီးမှမဖြစ်လာတဲ့အတွက်ဖွဖွေးကိုတချို့ကခနဲ့နေကြကောင်အောင်မြင်မှုအရှိန်အဝါတွေကိုပါထိပါပြောဆိုနေကြတာဖြစ်ပါတယ် မြမဖြစ်သူဝင်းမောင်ရွှေကပထမဆုံးခံပတ်ဖြစ်တဲ့တိမ်ပကြီးနဲ့ဝင်းဝဲစချင်းတိအောင်မြင်ခဲ့တာကိုလည်းနှိုင်းရှင်နေကြပါတယ်။ကန်းကော်နီရုပ်ရှင်ဇာကားကြီးနဲ့ထင်သလောက်အောင်မြင်မှုမရရှိခဲ့တဲ့ဖိုးဖွေးပေါင်ဘရသက်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။